ဗိဒေသားရဲ့ရိုးရာအကတစ်ခုဖြစ်တဲ့ကြားကဝဲကိုဖေဖော်ဝါရီလ24ရက်နေ့ကမြို့အတွင်းမှာလှည့်လည်ကပြခဲ့ပါတယ်။ဗိမျိုးပါမီရက်မှာရှိတဲ့ဓမ္မယုံရံမွန်ငွေပွဲအတွက်ကပြခဲ့ရဖြစ်ပြီးဆိုင်ကယ်ပြကန်းတစ်ခုကလည်းကပြဖို့ကန့်လန့်ခဲ့တယ်လို့အဲ့ဒီပွဲတွေအတွက်ကပြရင်မြို့အတွင်းလှည့်လည်ကပြဖြစ်သွားတယ်လို့ကြားကဝဲစီစဉ်ပေးသူဦးတော်လှန်ကပြောပါတယ်။ ကြားကပွဲကိုအာရရေချောင်းကုံသွဲမှုနဲ့အတူရောက်လာတယ်လို့ယူဆကြတယ်လို့ပဲတချို့ကလည်းမလေးရှားကတဆင့်ကုံသွဲမှုပြုလုပ်ရာကနေရောက်ရှိလာတယ်လို့ယူဆထားကြတာလည်းရှိပါတယ်ကြားကပွဲမှာဒိဋ္ဌိသားရဲ့ရိုးရာဓလေ့တစ်ခုအဖြစ်လက်ခံထားကြပြီးအရင်ကပြစ်စင်နှစ်တိုင်းကျင်းပလိရှိပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ရန်ပုံငွေအလှူပွဲတွေအတွက်ကကပြကြပါတော့တယ်